အလုံးမိတ်မင်္ဂလာပါရှင်။ဆီယမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ပြည်ရန်ကြံသောစထုံးများဆိုတဲ့ဝိတုလေးရဲ့အပိုင်း6ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ပြည်ရန်ကြံသောစထုံးများအပိုင်း6လွင်လက်ပြန်ပေါ်လှပသောဟန်ချင်းလေးတကုံကျွဲလွဲခုန်နေသည်။လွင်မျက်နှာမှာပီတိပြုံးတွေဖြားပြီးမိမိနဲ့ခင်ကိုလာပြသည်။ကိုတက်ကလွင်မွေနေအတွက်အမှတ်တရဝယ်ပေးရဟာတဲ့မိမိကြီး။ မိမိကအကျဉ်းနဲ့စွာပြုံးသည်အေးလှသားပဲလွင်ရီဒါပေမဲ့နော်ပစ္စည်းဥစ္စာအတွက်တော့မိမိသမီးမျက်နှာအောက်ကျတာမျိုးမဖြစ်စေချင်ဘူးမောင်တောက်ကိုတခုခုပြန်လက်ဆောင်ပေးလိုက်တမိုးမကြည့်ရင်တော့သူ့အတွက်အသုံးဝင်မဲ့အရာမျိုးပေါ့ခင်မိမိကိုဖျက်ခနဲကြည့်လိုက်သည်ခုတလောမိမိပတ်စံမမပြေလေတာပဲအင်သုံးစရိတ်မနှဲချန်နေရတာကိုမိမိပကတနာတွေလိုက်လုံနေပြန်ပါပြီလေခင်ဘာမှဝင်မပြောပဲ ဖလက်ဆစားဆောင်ကိုသာကြည်နေလိုက်သည်ခင်တမင်းငယ်ရဲ့ကောင်းလေးကိုဘယ်လိုသဘောရလဲမိမိကတော့လူရည်တတ်ရင်တရားလို့ထင်တယ်မစိုးပါဘူးလူရင်းသာဖြေလိုက်တော့လဲတဖုံးမြက်ရဲ့တွင်ပြင်ကခင်ကောင်းနေပေါ်လာသည်ဖင်လက်ပေါ်ကဟန်ချိန်လေးမျိုး ခင်ကိုတရားလောက်လက်ဆောင်ပေးဘူးတာမျိုးမရှိခဲ့ ရှိလာရင်လဲတဖုံးမြက်လို့အမျိုးသားတယောက်ဖြစ်ပါမလားမသေးချာခင် ထိုင်ရာမှထားထွက်လာသည် လွင်ကပျော်ရွှင်စွာတခြင်းဆိုနေသည်တမင်းငယ်အမဲဝတ်မထားနဲ့အောင်ဘတ်စ်နဲ့သွားလာနေရတာလူစိုးတခိုးပေးကြုံနေအောင်မယ်မိမေကလည်းခုတလောကိုတက်ပဲလာကြိုလာပို့နေရပါလွင်လည်းလှချင်တာပေါ့လို့ဒုံမိမေရောလွင်ရောအလန့်တကြားလဲကြည့်ကြသည်ခင်အခန်းတကားပိတ်တန်လိုရာထပ်ပူကျဲသွားသည်လေ အင်ကိုတပ်ဖုံးမြတ်အဝင်ထွက်ပိုဆိတ်လာသည်ရံဖန်ရံကပိတ်ရက်များတွင် လွင်ရဲမင်မီရဲနှင့်အတူထမင်းလာစားပြီးအိမ်မှလိုအပ်တာတွေပြုပြင်ပေးတတ်သည်အရင်ကပိတ်ရက်ဆိုမင်မီတို့ကိုရှောင်းလို့ဒီအတွက်စာတင်ပြီးရင်တောင်အိမ်မပြန်သေးဖျားပေါ်ဖြစ်ဖြစ်သွား၍စာချက်စာဖတ်နေတတ်တော့ခင်ခုတလောပိတ်ရက်တွေမှာ စာတင်ပြီးအိမ်စောပြန်သည်တပ်ဖုံးမြတ်ရောက်နေတာနဲ့ကြုံရင်း အိမ်အလုံးလုံးနေရင်မရောမလဲရှိနေရသည် သူဘေးက ဖြတ်သွားရင်ဆွဲကြံခဲ့သော အော်ရီကလုံးနံကိုမတိမတာရှူရှိုက်လိုက်ရတာကိုနှစ်သက်နေမိသည်တရက်မှတပ်ဖုံးကလွင့်အတွက်ရောခင်အတွက်ပါချစ်စရာတသားပူလေးတွေလက်ဆောင်ယူလာခဲ့သည်ခင်အတွက်လည်းကျွန်တော်တသား box လေးပို့ဝယ်လာပေးရသည်လားခင်တိုလီမုန်းစာလေးတွေထည့်သိမ်းလို့ရအောင်ဒါမှမဟုတ်ရီစားစာတွေထည့်သိမ်းနော်သူကအရှုံးဖောက်လိုက်သောစကားပေမဲ့ ခင်းကတော့ကိုဒိဗယ်နဲ့ကိုကျင်းနေနေခဲ့သည်စေပညာလောကအကြောင်းရေးထားတဲ့ဝိတ္ထုလေးကျွန်တော်ဖတ်မိတာတိတ်ကောင်းလို့ခင်းထွက်ယူလာပြီးတယ်စသဖြင့်တပ်ဖုံးရဲ့စေတနာပြုမှုလေးတွေကိုခင်အနေနဲ့မှတ်မပြေနိုင်ခင်းဘဝမှာအမြင်နိုးရဆုံးလက်ဆောင်လေးမှုလွယ်အိတ်တဲ့ဟန်ဘက်တဲ့သွားလျာတည်ဆောင်သွားတတ်သည်ခင်တောက်တတ်သည့်စေးလေးတွေထည့်ထားတတ်သည်လွင်ကတော့တသားဘူးလေးထဲမှာတပ်ဖုံးပေးထားသောလက်ပတ်လေးတွေ fancy လက်ကလက်စွပ်လေးတွေထည့်သိမ်းထားသည်တကယ်တမ်းသဖုံးမြတ်ကသူတို့ထက်နွမ်းပါသောရှေ့ရသူလူရဲ့မိသားစုလေးလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးလိုသောစိတ်ရင်းများသာရှိခဲ့သည်ចောင်းသားဘဝသာရှိသေးုံမို့သူဖြည့်ဆည်းနိုင်စွမ်းရှိသလောက်ကို အားမရခြင်းသေးပေလူရဲ့အေဂျင်သောအပြုံးမျက်နှာလေးကို အပူမခစေခြင်းသောသဖုံးမြတ်ပါတို့ရရင်ခင်ရင်ထဲမှာတော့စိတ်အစွဲလက်တစ်ခုတစားတစားပြင်းလာခဲ့ပါတော့သည် တဖုံးကလွေနဲ့တန်တူငါ့ကိုဂယူဆိုင်နေရပဲသူ့ရင်ထဲမှာငါ့ကိုတန်ရောစင်ပို့တိုးလာနေရများလားမေမေနဲ့လွေနိုးကြည့်နေသောရုံမြင့်တန်ကြားဇလန်းချို့မှာမင်းသားကမင်းသမီးကိုတိတ်တိတ်လေးခိုးချစ်နေမိသောဇလန်းတက်ဆိုင်သူရှိလျက်နဲ့တိတ်တဆိတ်ချစ်ကြိုက်နေမိကြသောဇလန်းတို့ကိုခင်အဝေးကနေနားဆွင့်ပြီး ရှင်ခုန်လိုက်ဝမ်းနေလိုက်နေထိုခံစားချက်များနဲ့ရှင်တန်နေရသောရက်များမှာခင်ပို၍ပျော်ရွှင်လာသည် တကြွလန်းစန်းသည်လွင်နှင့်တပ်ဖုံတို့နှစ်ယောက်တွဲကားပေါ်တက်ကာထွက်သွားကြသောမြင်ကွင်းကိုတွေ့နေရသောအချိန်မှတပါကြံသောအချိန်မှตายရပါသည်တနင်းငယ်မနက်ခင်းတခုမိမိအထက်အရာရှိခင်တို့မိသားစု၏ကျေးဇူးရှင်ဘဘကြီးသွေးတိုးပြီးလေးဖြတ်သွားသည့်အတွက်မိမိနဲ့လွင်တို့နှစ်ယောက်ရေတကြီးထားထွက်သွားကြသည်မိမိကဆရာဝန်တပိုင်းဖြစ်နေသော ခင်ကိုလိုက်ခဲ့စေခြင်း၍ခေါ်တော်လဲ စာရန်ပြုစုနေသောចောင်းပြချက်ဖြင့်ခင်မလိုက်သွားခဲ့ပြီခင်ခိုက်ပြပေးနေရသောကလေးမကလည်းဒီနေ့ဆွေမျိုးမင်္ဂလာဆောင်မဖြစ်မနေသွားရတော့နေခင်အိမ်မှာအေးဆေးစွာသာနားလို့သည်ထိုထက်ပိုသောအကြောင်းမှာတဖုံးမြက်ရောက်လာတဲ့သည့်တနင်္ဂနွေခင်မိမိတို့ပြန်လာရင်စားဖို့ထမင်းချက်သည့်အပြင်လွင်ပြောပြဖို့သည့်တဖုံးမြက်ကြိုက်သောဝတ်သားချင်မောင်ပူချက်ကိုပါပူချက်ထားသည်အလုံးပီးစီးသောအခါ ရေချိုးကောင်းလျှော့ပြီးလွင့်ဗီရိုကိုဆွဲခွင်လိုက်သည်မိုးပြရောင်ပေါ်တွင် အဖြူရောင်အပွင့်ရိုက်ကောင်းဝင်လက်ပြက်လေးတစ်ထည်ကိုခင်သဘောကျစွာထုတ်ယူဝစ်ခဲ့သည်ပိန်ပိန်ပပနှင့်ပခုံးတီဆောက်ပုံလှသောခင်ကကောင်းဝင်လက်ပြက်လေးနှင့်လိုက်ဖက်နေသည်ပြီးနောက်စာချက်ရန်အားလုံးကိုမေထားလိုက်ပြီးအင်ရှိကမိမိစာဖတ်သောကလထိုင်းတွင်ရှင်ဖိုးစရာအင်္ဂလိပ်ဝတ္ထုတစ်ပုဒ်ကိုဖတ်နေလိုက်သည်ချစ်ကြိုက်ခမ်းများဝေလို ဘဝတရုပ်ဖို့စာပေတောင်ဖတ်လို့မရှိသော စာချုပ်ခင်တရာကားပေါ်တွင်ချိန်တွေ့ကြသောအပိုင်းကိုရင်းခုန်လှုပ်ရှားစွာအာယုံစူးစိုက်ကဖတ်နေသည်အင်းရှိတံမန်တကားကိုခောက်တန်ကြမှ ခင်သတိဝင်ကခြံဝါသို့ပြေးထွက်ခဲ့သည်ခြံဝါတွင်တပ်ဖုံးမြက်ကို ပြုံးရွှင်စွာတွေးလိုက်တော့ခင်နှလုံးခုန်တန်တွင်တိုး၍ခုန်လာသည်ခင်နေကောင်းလားဗျကျွန်တော်ဒီနေ့ခင်တို့အိမ်အတွက်ဘာမှဝယ်မလာနိုင်ခဲ့ဘူး နက်ကမိမိမျိုးတွေနေရာရောက်လာကြလို့နည်းနည်းလှုပ်ရှုပ်နေတာခုလဲကျွန်တော်တို့အိမ်မှာလူများနေတော့နေရာခက်လို့ထွက်လာခဲ့တာအမှန်တိုင်းပြောရရင်ခင်းတို့သားမိတွေလက်ရာကိုတနင်္ဂနွေနေ့ဆိုစားကျင်နေတာလဲပါတာပေါ့ပြောလဲပြောရီလဲရီမောနေခင်းတကားဖွင့်ပေးတဲ့နောက်ကိုလိုက်ဝင်လာတော့တဖုံးကအိမ်ထဲရောက်တော့လွင်ကိုမတွေ့တာတတိထားမိတော့သည်လွင်နဲ့အန်တီရောခင်ရေမတွေ့ပါလားခင်ကတပ်ဖုံးအမေကိုမျက်နှာလွှဲပြေးလိုက်သည် မနက်ကဘဘကြီးလေးဖြက်လို့လိုက်သွားကြတယ်ပြန်လာတော့မှာပါမေမေတို့ညနေဆောင်မှပြန်လာနိုင်မီဟုခင်ကတည်ထားသည် ခင်ချက်ပြုတ်ပေးထားသော ဟင်းကိုလည်းတပ်ဖုံမြက်ကိုကျွေးရင်းနှစ်ယောက်ထဲလက်ဆောင်စားခြင်းသည်ခင်မျက်နာကိုတက်နိုင်သလောက်ပြုံးထားနိုင်ဖို့ကြိုးစားရင်းတပ်ဖုံမြက်ကိုဧည့်ခံသည်ကျွန်တော်နောက်မှပြန်လာခင်မယ်ခင်စားလို့ရတာတစ်ဖက်နဲ့ကျွန်တော်ကိုဧည့်ခံရတာချိန်ကုန်ပါတယ်ခင်ရင်နဲ့တပ်ဖုံထားပြန်သွားမှာစိုးထိမ်မိသည် နှစ်ယောက်တည်းမတင်တော်မီဆို၍တပ်ဖုံးကပြန်မို့စူးစမ်းနေတာကိုလည်းရိမ့်မိပါသည်။အိုးဘဲကသာရပါတယ်။မိမိနဲ့လွင်တို့ခဏနေလောက်ဆိုလာတော့မှာပါ။ထမင်းတွေမစားတော့မှပြောနေကြပါဦးမယ်။ကဲကဲခဏထိုင်တော့ခင်သွားပြင်ဦးမယ်။ခင်ကောက်ခံငင်းကဖြင့်နောက်ဖေးတို့ထမင်းပွဲပြင်ထထွက်လာခဲ့သည်ပြင်းပေါင်းမှဖြာစင်းနေသောနေရောင်ကြောင့်ခင်ကောင်းဝင်ပါလေးကိုဖောက်ထွင်းကမြင်နေရသည် တပ်ဖုံမြတ်မမြင်ချင်အောင်ပြုကာတစ်ဖက်သို့မျက်စိအလွယ်စပွဲခုံမော်တွင်ခင်ဖက်လက်စာအင်္ဂလိပ်ဝတ္ထုစာအုပ်ဤမျက်စိရှက်စရာမျက်နှာဖုံးပုံကိုတွေ့လိုက်ရသည်တပ်ဖုံမြတ်မျက်နှာပူစွာဖြင့်မတ်တပ်ထရပြီးပြန်ရင်ကောင်းမလားစဉ်းစားသည်မိမပြူတယောက် သူ့အိမ်မှာလွတ်လပ်စွာနေသည့်အချိန်အလိုက်မသိစွာသူရောက်လာခဲ့သည် ထွက်လာရင်ရင်ကျဲစွာညင်းပြီးသူပြန်တင့်ပြီးမဟုတ်ပါလား။ဟိုလေခင်ရေ ကျွန်တော်သွားစရာလေးတတိယလို့အဲ့ဒါခင်ကတဖုံမြက်စကားကို မသိချင်အောင်ပြုပါကဲမောလိုက်တာစားလို့ရပြီကိုတက်အေးကိုတက်ဖုံးကြီးအစင်တင်ပဲတော်တော်လက်စေးတော့လွင်ကကိုတက်ဝတားချင်မောင်ဘူးချက်ကြိုက်တယ်လို့ပြောတယ်တဖုံမြက်နေရာခက်အာနာစွာဖြင့်ထမင်းစပွဲနေရာသို့သွားလိုက်သည်ထမင်းစပွဲတွင်ခင်ကလည်းအတူတူဝင်ထိုင်စားသည်စားနော် မမေတို့မရှိလဲခင်ကအဲ့ဝိကြပါတယ်မစားတော့မှသာစိတ်မကောင်းဖြစ်ရမှာခင်မျက်လုံးတွေခါတိုင်းထက်ဆူရှာတောက်ပြောင်နေတယ်လို့ခံစားမိသည်ခင်ကိုယ်တည်းပူနေသောသွေးတို့လှက်ပက်စီစင်းနေတာကိုခင်ခံစားမိနေသည်တဖုံးမှလည်းထမင်းသာစားရတာအရာသာမသိမျက်လုံးကိုမော်မကြည့်ရဲရှာအငွေသက်တစ်ခုကိုစိုးရိမ်စရာခံစားမိနေသည်ခဏလေးတော့အချိုးကြီးဖြောပေးရအောင်မယ် ခင်ထထွက်သွားတော့မှတပ်ဖုံးအသက်ရှူလို့နည်းနည်းအဆင်ပြေသည်တအောင်ကြတပ်ဖုံးနောက်ကျောမှနေ၍ခင်ကအရေးခွက်ကိုလာချပေးသည်ခေါင်းလျှော်ရင်းနဲ့မွေးနေသောခင်စပင်ချီများကတပ်ဖုံး၏ပခုံးနှင့်လက်မောင်းများပေါ်ရှက်တိုက်သွားသည်တပ်ဖုံးပါပြင်းသာခင်ရဲ့အသက်ရှူငွေနွေးနွေးကိုညီကက်စွာရလိုက်သည်ဝါလက်စထမင်းတီးသွားသောကြောင့်တပ်ဖုံးမျက်ရည်တွေပါထွက်လာသည်ဟဲ့ ဖြည်းဖြည်းပေါ့ဘလို့ဖြစ်တာလဲရော့ရော့ရေလေးတောက်လိုက်အောင်နော်ခင်ကတဖုံမြက်ဘေးကိုညီးကပ်စွာထိုင်လိုက်သည်တဖုံမြက်ကခင်ကိုဝေခွဲရခက်စွာကြည့်လိုက်ရာခင်ကမျက်လုံးကိုမလွယ်ပဲပြန်လဲဆိုင်ကြည့်သည်ရှင့်ကိုခင်အယမ်းလိုအပ်နေတဲ့တဖုံခင်နှုတ်ကထုတ်မပြောတော့လဲမျက်လုံးများကမုတ်တိတ်စွာပြသနေသည်ခါတိုင်းဖြူပက်ဖြူရောဖြစ်နေတဲ့သောခင်ပါနှစ်ဖက်ကတွေးအောင်လွမ်းနေသည် ခင်ရဲ့ပါလျာသောနှခမ်းများကတခုခုကိုတောင်းဆိုနေတရားတဖုံချက်ချင်းမတက်ရက်လိုက်သည်ကျွန်တော်ကျွန်တော်ပါဇက်ဆေးလိုက်အောင်မယ်ခင်ခင်ကအခက်ဖော့ဖော့ပြုံးရင်းတဖုံမြတ်ကိုကောင်းကြီးပြသည် နောက်ခွေးကဘီစင်ချေပိုက်ဘာဖြစ်လဲမသိဘူးတဖုံရေမလာတော့ဘူးဟိုဘေးကန်းကဘီစင်မဆေးလိုက်နော်ဟုတ်အမှန်တော့ဘီစင်ကြီးရေဝင်ပါကိုခင်ကိုယ်တိုင်ပိတ်ထားခြင်းဖြစ်သည် တပ်ဖုံးဝင်သွားသောအခန်းထဲသို့ခင်နောက်မှလိုက်ဝင်သွားခဲ့သည်ခင်ဘဝမှာပထမအဦးဆုံးနဲ့နောက်ဆုံးသောယူမိုင်းမှုရဲရင်မှုအသေးစိတ်ပျောက်ဆုံးမှုတို့ကိုခင်ကိုယ်တိုင်ထိန်းချုပ်ဖို့လည်းအစီအစဉ်မရှိပါလွင့်ချစ်သူကခင်ကိုယူသွတ်သွားစေခြင်းသည်လွင့်ကိုထားပစ်ခဲ့ပြီးခင်လက်ကိုဆွဲထားစေခြင်းသည်ဟာခင်ဘလို့လုပ်ပြီးကျွန်တော်နောက်ကိုတပ်ဖုံးစကားမဆုံးခင် ခင်ရှိသမျှခွန်အားဖြင့်ရဲစေးတင်၍တပ်ဖုံးကိုတိုင်းဖက်လိုက်သည်ခင်လေမောင်ကိုအယမ်းချစ်နေမိရဲ့မောင်မောင်ကိုငွေးကခင်ကိုအယူတစ်ပိုင်းဖြစ်စေတယ်ခင်အယမ်းချစ်တယ်မောင်တင်းကျပ်နေအောင်ဖတ်ထားသောခင်ရဲ့ပုံနှွေးသောအထီးတွေးကြောင့်တပ်ဖုံးမြက်ခိတ္တမြမှင်တတ်နေမိသည်ယောက်ျားတယောက်ဤတဘာဝစိတ်ကတစ်ဖက်အတ္တိတရားကတစ်ဖက်လွန်ဆွဲနေရင် ရှင်တွေခုံလာမိသည် တပ်ဖုံးကိုခင်ကတဆင်တက်ဖို့စ조사နေစင်မှာပင်တပ်ဖုံးအကြီးကအခန်းထောင်ရှိဘီရိုပေါ်မှလွင်သစ္စာဤဓာတ်ပုံမှန်ပါဟောင်းလေးစီတို့ရောက်သွားသည်လွင်ကလေးတယောက်လိုဖြူစင်တဲ့မျက်လုံးများနဲ့လွင်လွင်ကိုပဲငါချစ်တာလေတပ်ဖုံးရုတ်တရက်ခင်ကိုစောင့်တွန်းလိုက်သည်ခင်ကကျမ်းပြေပေါ်ပုံရက်ကလေးလဲကျသွားရသည်မောင်ခင်တော်တော့ခမရသတိပြန်ထင်းစံခမရကိုကျွန်တော်ပြင်မတင်ဘူး လူဆိုတာသွေးသားဆန္ဒဖောက်ပြန်ရင်ဒီလိုပဲဖြစ်တတ်တယ်။ကျွန်တော်တို့အတွက်အရေးကြီးတာတတိတရားနဲ့တစ္ဆာတရားပဲ။ကျွန်တော်ကခမည်းမအရင်ခောက်ခောက်ရဲ့ချစ်သူနော်။သူ့ကိုလည်းကျွန်တော်တိတ်ချစ်တယ်လို့လက်ထပ်ဖို့လည်းရည်ရွယ်ထားပြီးသား။အပြင်းမကင်းတဲ့စိတ်နဲ့ကျွန်တော်အိမ်တော်တခုမတီးဆောက်ချင်လို့ပါ။တောင်းပန်ပါတယ်ခင်။ခင်ကထွက်မြက်ပြီးရည်ချင်းရှိပါတယ်။ခင်နဲ့လိုက်ဖက်သူပေါ်လာမှာပါနော်။ခင်ကျွန်တော်ကိုနားလဲပေးပါ။နောက်ဆိုကျွန်တော်နဲ့ဝဲဝဲနေပေးပါ။ တပ်ဖုံးမြက်စကားများဆုံးအခန်းထဲမှလိမြင်စွာထွက်ခွာသွားခဲ့သည်ခင်မာရှက်ရွံ့တငယ်စိတ်ဒေါသစိတ်များရောပြွံ့၍ရှင်ဘတ်တစ်ခုလုံးနာကျင်ကြေမွသလိုခံစားရကကြံရည်ခဲ့သည်ကျမ်းမြင်ကိုထူရိုက်ကာအာကုန်နှင့်အထိငိုကြွေးကာနေခဲ့ရတော်သည်ခင်အတွက်လောကငရေရန်စသောချိန်ခင်သည်ညီငွေစရာဘွားကြီးရဲ့ပြန်လဲရောက်ရှိနေခဲ့သည် ဥတေသနာတက်ခွဲခန်း၏ပြတင်းပေါက်ပြီးစာကြည့်စပွဲတွင်တဏီကုံငုတ်တုတ်ထိုင်နေနေသည့်နေ့တွေလည်းရှိလာသည်။သူမရဲ့ဥတေသနာစာရန်ပြများအောင်မြင်ဖို့လက်တကန်းလိုမှပင် သူမရက်တက်နေခဲ့ပြီ။ဒီချိန်နေလူမြောက်သွားရင်သူမကပုံမှန်အတိုင်းဥတေသနာအတွက်ပြန်လည်တွန်းအားပေးကြိုးစားမိဟု စိတ်ပိုင်းဖြတ်နေသည့်တိုင်အောင်ခင်ရဲ့ရင်ခွင်တစုံမှပလာချင်းပြီးမျောလင်းချက်မဲ့နေပြန်သည်။မေမေနဲ့လွင့်ကိုရှောင်းနေရကနေ ရန်လိုနေသည့်အနေအထားများပါခင်မှာဖြစ်လာစားပြုသည်ခင်စိတ်အခြေအနေကို ပိုဆိုးသွားစေတာကတပုံးမြက်ဤမနေမနာတောင်းဆိုမှုကြောင့်နှစ်ဖက်မိဘများစီစဉ်ပေးကလွင်နဲ့တပုံးတို့ဆစ်ဆက်လိုက်ကြခြင်းဖြစ်သည်တပုံးမြက်ကတပုံးမြက်ဘက်ကလွင်ရဲ့ပညာသင်စေအဝဝကိုပါတာဝန်ယူပြီးအော်စတြေးလျနိုင်ငံကိုခေါ်ဆောင်သွားကြဖို့ပြင်ဆင်နေကြပြန်သည်တပုံးက ဒဇိမ့်ပြင်းပြင်းဖြစ်သွားခြင်းပြင်အိမ်အလားကျဲသွားသည်နိုင်ငံသားသွားရန်စီစဉ်နေသည့်အကြောင်းပြချက်ဖြင့်လွင့်ကိုအိမ်မှလာခေါ်သွားပြီးအပြစ်မှသာတွေးကြပုံရသည်ခင်ကိုအထင်သေးစိတ်ဖြင့်တပ်ဖုံးမြက်ကပညာပြနေသည်ဟုသာခင်ကယူဆသည်တသက်လုံးပညာမာနဖြင့်အနေထိုင်မှန်အောင်စူးစမ်းခဲ့သည်မမြမဖြစ်သူရဲ့ချစ်သူကို တိမ်ပိုက်လိုသောဆန္ဒရမက်ရဲ့တားကောင်ဖြစ်သောတည်ရင်ကားမှာ အဆက်ကြီးစွာရခဲ့ရပြီးစာရန်အချိန်မီမတင်နိုင်ခြင်းကြောင့်ဆရာရီစူငေါတာကိုလည်းခင်ကြုံခဲ့ပူပြီးမိမိဂိုက်လုပ်ပေးနေသော first mb ကလေးမဤပြန်လဲထောက်ပြဝေဖန်မှုကိုလည်းကြုံခဲ့ရသည်ဖြင့်သစ္စာနင်းဘဝဟာအမိုက်ပုံနဲ့ရောက်နေပြီပညာရေးမှာလည်းနေရီမှန်းချက်ထင်တိုင်းမပေါက်နိုင်တော့ဘူးမြတ်တာရေးမှာလည်းအဆက်တကွဲအကျိုးနဲ့ဖြစ်ရတယ် ခင်မကြခဏနာကျင်စွာရေရွတ်မိသော စကားများသာရုပ်ပြက်ဆင်းပြက်နိုင်လာသောထိုဖြစ်ပျက်များကိုမိဖြောင်းနိုင်ရန်အချိန်တကူရောက်လာခဲ့သည်တွင်နဲ့တပ်ဖုံးမြတ်တို့ဩစတြေးလျနိုင်ငံကိုကြောင်းတက်ရန်ထွက်ခွာသွားကြပြီဖြစ်သည်တပ်ဖုံးကခင်ကိုသွေအေးရဆက်စွာဖြင့်တစ်ချက်လေးတောင်ငယ်မကြည့်တော်သည့်နောက်ခင်ဘက်ကလည်းမတွေ့ဖြစ်အောင်ရှောင်ခဲ့ပါသည်သို့သော လေရင်ခွင်းလိုက်ဖို့နှုတ်ဆက်ကြရသောနေသည့်တပ်ဖုံမြတ်ခင်ကိုနှုတ်ဆက်စကားတခွန်းတော်မပြောသွားခဲ့။ကောင်းငိတ်ပြုံးပြယုံသာလူငါခင်ကိုဖတ်ပြီးရှိုက်ကြီးတငင်ငူးကနှုတ်ဆက်နေတော့ခင်စိတ်မလုံးစွာတပ်ဖုံကိုလမ်းကြည့်မိသည်။ထိုချိန်သူမကိုတပ်ဖုံကြည့်တဲ့အကြည့်ကအထင်သေးသောအကြည့်လား။လောင်ပြောင်တယောသောအကြည့်လေလား။တနာကျင်နာမှုရိပ်ရောင်လုံးဝမပါတာတော့သေးကြသည်။ အဲ့ဒီခါသီးသောအကြီးကြောင်ခင်းရဲ့အဆွဲလန့်တချို့ကိုဖျက်ချခဲ့လိုက်နိုင်သည်နောက်တစ်ကြောင်ကတော့လူရင်နိုင်ငံခြားပညာသင်တော်ရချိန်မှာခင်တယောက်အရှုံးသမားဘဝဖြင့်ဇမသိန်းလိုပါသူတို့နှစ်ယောက်လက်တွဲကြောခိုင်းသွားချိန်မှာခင်သစ္စာအောင်ဤပင်ကိုမာနာနှင့်ရေသွေးတို့ကပြန်လဲလှုပ်ရှားတက်ဝင်လာကြတော့သည်ခင်ဘဝတစ်စစ်ချိုးလေးကြုံတွေ့ရပြီးနောက်ပိုင်း ပညာရေးနှင့်သူတေသနာပိုင်းဆိုင်ရာကိုပို့အာရုံစူးစိုက်နိုင်လာသည်စာရမ်းမူကြမ်းကိုဖတ်ရှုဝေဖန်ပေးနေသော ခင်ဆရာကြီးညွှန်ကြားချက်အရခင်နှင့်အတူစာရမ်းပြုကူညီဖြည့်ဆွဲရန်သွေးနှင့်ကုထုံးဆိုင်ရာ စာရမ်းပြု that and mad အမျိုးသားတယောက်နှင့်အရင်ကထက်ပုံမူပူပေါင်းဆောင်ရွက်လာနိုင်ခဲ့သည် သူနာမည်ကကျော်စေတွင် အသားဖြူဖြူနှင့် ရှမ်းကချင်သွေးနော့အမျိုးသားတယောက်အနေအီးသည် သူတေသနာမှာခင်လောက်ရှိမရောက်တော့လဲစူးစမ်းသည့်ထဲတွင်ပါသည်အရင်ကတည်းကခင်ပညာမာနာကြောင့်ကြော်စီတွင်ရှိန်နေခဲ့ရာစာရန်ပြုစုရာမှာလဲခင်ကိုဆက်ဆံပုံကားအစစီနီယာတယောက်ကဲ့သို့ပြုမူသည် ခင်ကလည်းသူ့ကိုယောက်ျားလေးတယောက်နဲ့ပြောဆိုဆက်ဆံရသလို ရှက်ယွံခြင်းမရှိစကားအပေါ်လိုဆက်ဆံရေးမရှိဘဲနေခဲ့သည် ခင်ရင်ထဲမှာရံဖန်ရံခါတပ်ဖုံးမြတ်ကိုလွမ်းဆွမိသောအချိန်များတွင် တခွဲကန်းကစာကြည့်စပွဲ၌ချယ်ရီသားတစ်သားဘူးလေးကိုထုတ်ကြည့်နေမိတတ်သည် ထိုကမျိုးတွင်ကြောစီတွင်ကခင်ကို အထူးဆန်းတခွဲတတိထားကြည့်မိတတ်သည် သူ့အမြင်မှာခင်ကငေးမောတွေ့ဝေနေချိန်များတွင်ပို၍ကြည်ကောင်းလာသလိုထင်မိသည်ပြောင်ရှင်းပါးလျသော မျက်နှာပြင်တွင် ဖြောင့်တန်းသောနှာရန်ကပေါ်လွင်နေသည် ဖြူဖြော့သည်ဟုထင်ရသောသားရည်မှာတင်တင်ရင်ရင်ကြည်ကြည်လင်လင်သောရှိနေသည် ခင်ကငေးမော့နေသောအချိန်မှသာလူသားဆံပြီးကြံချိန်များမှာဆက်ယုံနေတူလာသည်ခင်တစ္ဆာအောင်ကအဲ့ဒီတသားဘူးလေးကို အမြဲထုတ်ထုတ်ကြည့်တာပဲအเจ้าတော်ရှိမှာပေါ့လေမခင်တစ္ဆာကျွန်တော်မျိုးရဲဘက်ကနေလာလို့လက်ဖေးရင်နဲ့ပေါက်စီပိုးဝေလာခဲ့တယ်ကျော့စားပါအောင်ဒီနေ့ night duty လည်းရှိသေးတယ်မလားဟုတ်ကဲ့ကျေးဇူးပါကျမလက်ဖေးရေပဲတောက်တော့မယ်ပေါက်စီကတော့မကြိုက်လို့နေပါစီတော့ ကျော်စီသွင်းလက်ထက်ကလက်ဖေးရည်ရုပ်လေးကိုလမ်းယူပြီးသူမတောက်နေကြပလတ်စတစ်ပူလေးတွေပြောင်းထည့်လိုက်သည်။ဒါနဲ့ကိုကျော်စီခုနေ့ကမက်ရှာမန့်တွေကအဆင်မပြေလို့နှုတ်အစ်စ်ထပ်ဖြစ်မယ်ဆို ဖြစ်ပြီးပြီလား။ကျမလက်ကမပြန်ခင်တစ်ချက်ချိန်သွားကြည့်ချင်လို့ကိုကျော်စီဖလက်လေးခဏယူသုံးမယ်နော်။ရပါတယ်မက်ခင်သစ္စာယူသုံးပါ။ကျွန်တော်နှုတ်အစ်စ်ဖြေထားပြီးမက်ခင်သစ္စာဘေးမှာဖိုင်ပြလေးချပေးထားပါတယ်။ ငင်းနေတာတွေ့လို့အာနာရာနဲ့မပြောခဲ့တာပါခင်မျက်နှာတစ်ချက်ပြက်သွားပြီးလက်ဖေးရည်ကိုကောင်းမွန်လိုက်သည်ခင်နဲ့ကြောစိတ်သွင်းတို့ဂျွန်လာကုန်ပြီးစာရန်အပိတန်နိုင်ရန်ကောင်းချင်းဆိုင်ဆွေးနွေးလိုက်ဒေတာတွေရှာစုဆောင်းလိုက်ဖြင့်လက်တွင်တွေ့ချိန်များသထက်များလာကြသည်မိုရင်ကာလာရောက်ကစားမိုးရီရုတ်တရက်ရွာချတတ်တာမှုခင်မိုးဆိုလာသောခါတိုင်းကြောစိတ်သွင်းကလက်နက်တုပ်ပွားသေးလေးတွေယူလာပေးတတ်သည် ရံဖက်ရံခါကော်ဖီပူပူတစ်ခွက်လာတိုက်တက်သည်ခင်သူကိုကြည့်တော့လေရိုးရိုးသားသားခင်မင်းနှစ်လိုပဲအနေထားကိုသာတွေ့ရတတ်တာမို့ခင်ဘက်ကစိတ်ရှင်းစွာနေလာခဲ့မိသည်အရင်ကထက်စာရင်တော့ခင်ကကြောစေသွင်ကိုပိုရှင်နီလာခဲ့သည်တိုင်းသားတန်ဝဲသောကြောစီသွင်ကိုဘာလူမျိုးလဲလို့ပုဂ္ဂိုလ်ကြီးအရာမိကုံမျိုးတခွန်းတလီမေးစမ်းစာပြုလာသည်ဝတ်တခုရဲတောင်ဝင်ကြချိန်မျိုးမှာ စကားပြောနှုတ်ဆက်ခြင်းမပြုမိကြတော့လဲလက်မှာတွေ့လျင်တော့ပြင်းပေါင်နာကစပွဲလေးမှာစကားဆက်မီပြောဆိုရက်လာကြသည်အလာပါတလာပါကိစ္စဆိုရင်ကြောစီတွင်စကားဆပီရသူဖြစ်သည်တနေ့ကဒီအဆောင်မှာတာဝန်ကြတဲ့မိမျိုးတီရီတို့ပြောတာချားမိသေးလားမခင်သစ္စာဟင်အင်ကိုကြော်စီကျမဘလို့လုံးသိမလဲမိမျိုးတို့နိုင်ဂျူဒီကြလို့ကော်ရီဒါကနေအဆောင်ကူလာတော့ တက်လေကဟောင်းကြီးဘက်ကအော်ဟစ်ပြေးလွှားနေတဲ့ကုဘကဲပါအတန်တွေကြားလို့ကြည့်မိတယ်လေအဖြူရောင်အဆူဝေးလိုမျိုးကြီးအပေါ်ကနေအောက်ထိကျသွားတာကိုရုတ်တရက်ကြီးမြင်လိုက်ကြတယ်။အော်တန်နီရောပဲကြားတယ်တဲ့။တခြားပြန်ကြည့်တော့ဘာမှမရှိပြန်ဘူးဆိုပဲ။ကျော်စီကရီမောရင်ပေါ့ပေါ့ပါပါပြောပြသည်။ခင်ကမရှိပဲစူးဆိုင်နားထောင်နေသည်။ခင်စိတ်ဝင်စားသွားမှရှိပြီတော့ကျော်စီကဆက်ပြောသည်။သူတို့အုပ်စုလဲ stress အရန်ပြနေတာဖြစ်မှား။ နိုင်ဂျူတီစင်ချိန်များရင်တော့ရမ်းပင်မမှာပဲလေခင်ကတခုခုကို တွေးဆမိတယ်လို့ပြောသည်အင်းအဲ့ဒီနေရာမှာသူတို့ကြုံလိုက်ရတာက stress ကြောင့်တော့မဟုတ်တော့ဘူးကိုကျော်စီကျမလည်းလွန်ခဲ့တဲ့6လကအဲ့ဒီဓာတ်လီကားကြီးကိုလမ်းကြည့်ရင်သူတို့လိုမြင်ခဲ့ဘူးတယ်ဒါပေမဲ့အဒီးမို့လို့အလော30ဖြစ်နေတော့မိမိပြပြောက်ပဲဟုတ်လားမကင်တစ္စာကိုယ်တိုင်ကြုံဘူးတယ်ပေါ့ ကျော်စီကအလေးနက်ပြောနေသောခင်သစ္စာစကားကိုနားထောင်နေရင်းမှပြောပြလာသည် ကျွန်တော်တို့တည်ထားကြထားရသလောက်တော့လေဟိုးရင်တော့ကအဲ့ဒက်လီကားကြီးစီးလာရင် ကျိုးရီပြတ်ကြလို့ဆရာဝန်အုပ်စုလိုက်ကြီးတည်ခဲ့ကြဘူးရဲ့အဲ့ဒီတော့ကဆူဆူရရအော်ဟစ်နေတဲ့အတန်တွေကို လူတိုင်းကြားကြရတယ်မကျွတ်လို့နိုင်ကြသေးပဲညဘက်တွေမှာ အော်တယ်ဟစ်တန်တွေကို ကြားကြားနေရတဲ့သူတွေရှိလာလို့အဲ့ဒီဘက်အဆောင်ဒက်လီကားကြီးကိုပိတ်ထားလိုက်ရတယ်ဆိုပဲ ခင်သစ်သာကခေါင်းတငိမ့်ငိမ့်ဖြင့်အိုးတနာစရာနော်တောင်ဝင်ချင်းကြီးမှဖြစ်ကြရတာပေါ့ကျမလေးကျောင်းမှာကြုံဘူးတာပြောပြမယ် body pass တွေစေးရည်စိမ့်နဲ့အခန်းအထွက်က toilet နားမှာအဖြစ်ပြက်တစ်ခုကြုံဘူးတယ်တိလားအဲ့ဒီတော့က toilet အထွက်မလန်းမကန်းနေရာမှာချထားတဲ့ဇပွဲနဲ့ခုံတန်းရှိမှာကျမစားထိုင်ဖက်နေခဲ့တာကျမစားထိုင်နေကလေးကတန်ရှင်းလုံနေတဲ့ကလမအဖွားကြီးတယောက ပြည်စည်းရှိကြီးကိုကင်ပြီးအိမ်သာကိုဝင်လိုက်ထွက်လိုက်လုံးနေခဲ့တယ်။တော်တော်ကြာတဲ့အထိကျမစားတဲ့အာယုံရောက်နေတော့သူ့ကိုတတိမထားမိခဲ့ဘူး။ဒါပေမဲ့လေစိတ်ကမတူးမတန့်အာယုံတစ်ခုလိုမျိုးခံစားရတယ်။မပြောပြတတ်ဘူး။တင်းချလဲစဉ်းစားကြည့်လိုက်ရောအဲ့ဒီတန်ရှင်ရေးမိမကြီးကအိမ်သာအတွင်းနဲ့အပြင်ဘက်ကိုဒီတိုင်းယူဝင်ထွက်နေတာမနေမနာပဲ။ဘယ်နှကြိမ်ရှိပြီလဲတောင်မှန်းမရတော့ဘူး။ ကျမအတိတ်တော့မကြောက်တတ်ပေမဲ့စိတ်မလုံးကြုံလို့မတိမတာမျက်လုံးလေးထောင်းကပ်ပြီးသူ့ကိုခိုးကြည့်နေလိုက်တယ်။သူ့မျက်နာကလေမီးခိုးရောင်ဖြော့ဖြော့ကြီး။စင်းပြရောင်ရှက်ညစ်ပတ်ကြီးနဲ့ထမိန်ကလည်းအစင်တော့မပေါ်တော့ဘူး။အောက်ကိုပဲငုံကြည့်ပြီး ဝင်သွားလိုက်ထွက်လာလိုက်နေ။ကျမလေအရန်ဥရလာပြီးသူ့ဘက်ကိုစက်ကနေလှဲ့လဲကြည့်ရော အောက်ပိုင်းမှာသူ့ခြေထောက်ကိုလည်းမတွေ့ရဘူး။ဝေါဝါးကြီးဖြစ်နေရဲ့။ ကျမစာကြည့်မျက်မှောင်ကိုချက်ပြီးမျက်စိကိုပုတ်ကြည့်နေတော့သူ့အိမ်သားထဲဝင်သွားရောတော်တော်နဲ့ပြန်မထွက်လာတော့ဘူးကျမ15မိနစ်လောက်နေတော့မတင်ကားနဲ့ထလိုက်သွားကြည့်တော့တာပဲအိမ်သားထဲမှာဘသူဆိုဘသူမှရှိမနေဘူးအိမ်သားတကားတွေအားလုံးလဲပွင့်နေတယ် Oh my god မခင်တစ္ဆာကတက်တီသေးပဲကျွန်တော်သာဆိုအဲ့လိုလိုက်ကြည့်ရမှာမဟုတ်ဘူးခင်က သူကြုံဘူးခဲ့တာကိုပထမဆုံးပြပြဖူးတဲ့သူကကြောစေးတွင်ဖြစ်နေတော့ရှက်ကိုရှက်ကန်လိုက်ရီမိသည်ဒါဆိုကျွန်တော်လည်းပထမဦးဆုံးထူးဆန်းတဲ့အတွေ့အကြုံပြပြမယ်ဗျာနားနေဆောင်မှာခဏမင်းနေတော့ပေါ့ဆရာရဲ့ကျမကလေးကိုလာကြည့်ပေးပါဦးလို့လာခေါ်တန်ကြားလိုက်ရတယ်။မျက်လုံးလဲဖွင့်ကြည့်လိုက်ရော။သူကအခန်းဝါနာမှာရောက်နေပြီ။ကတုံးစပင်တူနဲ့ဖလန်နဲ့အိတ်ညွေအမျိုးသမီးတယောက်ပဲ။ကျွန်တော်လဲအိတ်ချင်မူတူနဲ့ နှစ်ချက်ယူပြီးထားလိုက်သွားခဲ့တယ်။အပြင်ရောက်တော့သူ့ကိုလည်းမတွေ့တော့ဘူး။ဘေးပဝင်းချင်းကသူနာပြုနဲ့ဆေးရုံဆောင်ကိုမေးတော့လေ။သူတို့မတွေ့လိုက်ကြဘူးတဲ့။လိုက်ရှာလို့သာမောသွားတယ်။အဲ့လာခေါ်တဲ့အမျိုးသမီးကိုမတွေ့တော့ဘူး။အဲ့ညကလေ။နောက်အကြောင်းတစ်ခုလည်းရှိသေးတယ်။ခင်တစ္စာဆေးရုံဆောင်ကိုဖိုးထိန်တို့မိသားစုကိုသိရဲ့မလား။အင်းသိရပေါ့။ကိုဖိုးထိန်တို့ကဆေးရုံဆောင်ဝန်ထမ်းအလုပ်ကိုမျိုးရိုးနဲ့အမွေစက်ခံလာကြတာ။ ူတို့အဖိုးနဲ့အဖေရဲ့အစင်းစားကလေးကပေါ့ကိုမိုးထိန်တို့လင်မယားမှာအသက်20မပြည့်သေးတဲ့တာအကြီးလေးတယောက်ဆယ်နှစ်ရွယ်တာငယ်လေးတယောက်ရှိရဲ့လေကျော်စေးစကားကိုခင်ကစိတ်ဝင်စားနားထောင်နေမှဝင်ပြောလိုက်သည် ကိုဖိုးထိန်တာကြီးဆိုတာက tuberculosis stage 4နဲ့ဆုံးတာမလားဟုတ်တယ်ကိုဖိုးထိန်အလုတ်ကိုအဲ့ဒီအကြီးကောင်လေးကကူညီနေကြအဲ့တွေ့ချိန်တကားအဖွင့်ပေကိုတခါတလေသူ့သားကြီးကစောင့်နေ လူနာရှင်တွေစီကတစ်မန်နီတွေရတတ်တယ်လေလူနာတင်လဲတွေဝီးချဲတွေကူသိမ်းပေးတာမျိုးလည်းရှိရဲဆိုတော့ကောင်းလေးကပါဈေးရုံဆောင်ဝန်ထမ်းလိုဖြစ်နေတာပေါ့အမေသူတို့ကဆရာဝန်ပေါက်စားတွေကိုတောင်လေးတန်မှခြင်းကြသေးတာကျွန်တော်ကအင်ကအဝေးဟောင်းပိုးတွေအစားအသောက်တွေမုပ်ပိုးတွေသူတို့ကိုလူနေကြမှုသူတို့နဲ့တည်နေတော့အတန်မှမမပြောတာအဲ့ဒီကိုဖိုးထိန်သားအကြီးကောင်လေးယောဂဖြစ်နေတာက ပေတီနေလုံးတော့ state 40ရောက်ပြီးဆုံးရှာရော ကောင်းလေးဆုံးပြီးတလားလောက်ကြာတညမှာည9နာရီကျော်8နာရီဝင်ကျင်တော့ကျွန်တော်အေးတိုင်နာဖြစ်သွားစရာကိစ္စပေါ်လို့တွားရတယ်ကျွန်တော်နောက်ကနေအကိုကြီးဆိုတဲ့ခေါ်တန်ကြားလိုက်တယ်ကျွန်တော်လည်းကြည့်တော့ဘူးမှရှိမနေဘူးဒါနဲ့ဆက်လျှောက်ဖို့လို့တော့ကြောရဲစိန်လာအကိုကြီးကျွန်တော်ဘိုက်စာလို့တဲ့လေတန်ကပြပြတတကြီးဘာပြောကောင်းမလဲကျွန်တော်လည်းတုတ်ချီတင်တော့တာပေါ့လူနာတင်လဲတွေထားတဲ့နားလဲရောက်ရောလဲနှစ်ခုလောက်ကသူ့လိုလိုရွေ့ပြီးဘေးကိုကတ်သွားတယ် ကျွန်တော်ကတော့ကိုဘိုးထိန်သားကြီးလို့ယူဆတာပေါ့နော်။ကောင်လေးကကျွန်တော်ကို အကိုကြီးလို့ခေါ်ဘူးတော့လေ။တခြားတကောင်ကောင်လည်းဖြစ်နိုင်ပေမယ့်အဲ့ဒီကောင်လေးအတန်လူမျိုးအတက်တက်ပြတတ်တာပဲဆိုတော့ဟုတ်တယ်နော်။ကျွန်မလည်းကောင်လေးတန်တော်ကြားဘူးတယ်။လှဲရီလိုလိုရွှေ့တာကတော့တောင်ဝင်းကြားဆရာဝန်တချို့တလီလည်းကြုံမှုကြမှာပါ။ခင်းနေကြော်စီဆေးရုံပတ်ဝန်းကျင်ကနာနာဘာဝအတွေ့အကြုံတွေကိုတယောက်ကိုတယောက်ခုလိုပြောပြမိကြလိမ့်မယ်ဟု တခါမှမတွေ့မိခဲ့ကြကျောစီမှာပြောပြစရာအခြားခင်မင်သူတွေရှိနိုင်ပေမဲ့ခင်သစ္စာအတွက်ကတော့ကျောစီသွင်းဟာပထမဦးဆုံးပြောပြမှုတဲ့တငယ်ချင်းဖြစ်သည်။နောက်ဦးသားနာယီကိုထိတ်တလန့်ကြည့်ကာရှိမိကြသည်။ကဲကဲခင်သစ္စာကြီးကျွန်တော်တို့သွားကြရအောင်ဂျူတီရှိသေးတယ်မလား။ပြောရင်းဆိုရင်ကျောစီသွင်းကသူ့ဂျူတီကုတ်ကို ခုံပေါ်လွှားထားရမှဖြတ်ခနဲလမ်းယူလိုက်သည်။အော်ရီကလုံးနံပါလား။အော် ဒီရနက်မျိုးရပြန်ပြီလေခင်ရင်တွေကတန်ရာဟောင်းရုံးမထလာခင်မှာပဲတပ်ဖုံမြက်အကြောင်းခေါင်းထဲထပ်မပေါ်လာခင်မှာပဲခင်အာယုံဖြောက်၍ကြော်စီတွင်ထက်ဦးစွာထထွက်လာခဲ့သည် ရုတ်တရက်ကြီးမျက်နှာတင်းသွားကနှုတ်တောင်မဆက်တော့ပဲထွက်သွားသောခင်သစ္စာကိုကြော်စီတွင်တယောက်အံ့ဩစွာသာကြံရည်ခဲ့တော်သည် တတော်ကို နားလျားခတ်တဲ့ခင်သစ္စာပါလားဟုတ်ကဲ့ပါရှင်ဆီယမ်မဂျူလီယာမြင့်တင်ရေးသားထားတဲ့ ဖြည့်ရန်ကြံသောစက်တုံးများဆိုတဲ့ဝိတုလေးရဲ့အပိုင်း6ကိုဖျက်ပြပေးခဲ့ရပဲဖြစ်ပါတယ်။အပေနာစင်သူတို့ဥတျောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။